ခဏရဲ့ပေးပါအောင်ကျွန်တော်မျက်စိတွေပြင်းမိလားဆိုတော့ဟိုအိမ်တော်ဇက်တွေပေါ့အိမ်တော်တွေဇက်တွေပေါ့မရကြောက်တဲ့ကလိုက်တာတွေဆိုတာနဲ့ကိုကျွန်တော်ပြင်းမိကြတယ်အဲ့လိုမလုပ်ပါနဲ့မိမရဲ့မင်းရောချစ်တဲ့ဝေဒနာများလာမဲ့တွေ့ရတော့ဘာဒီပန်နိုင်တာမို့တော့မထားခဲ့ပါနဲ့အဲ့လေတော်တော်များများပေါ့ကျွန်တော်တတိထားမိတဲ့ပေါ့ကျွန်တော်ဒီမိန်းကလေးတွေနဲ့အမျိုးသမီးနဲ့အမျိုးသမီးနဲ့ဆိုတာဒီဇောင်းဇောင်းဝင်ကန်းထဲမှာလင်မယားကန်းတို့မရကြောက်တာတို့ ရပြီဆိုတော့တော်တော်များများကျွန်တော်သဘောကျကြတာများရေပေါ့ဟုတ်ငါသာပဲလို့တစ်ချိန်ချင်းကြရင်ခဏတစ်ခုခုမှငါအောင်မြင်ခဲ့ရင်ငါမျိုးလေးမှလူမိုက်လူရန်သားတွေလူစိုးလူမိုက်တွေရှိတယ်ဆိုတဲ့အရာဘယ်တော့မှမအဲစကားပျောက်သွားအောင်ငါစ조사မယ်ဆိုပြီးတော့ကျွန်တော်ခံယူလဲပြီးလဲပြီးရောကျွန်တော်မျိုးလေးကိုတားချစ်တဲ့အခါကျကျွန်တော်နာမည်ကိုကျွန်တော်မိုးညိုဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်တာသူတို့ပြောတဲ့ဒီခိုးတိုးပေါက်ကတော့နွားတိုးပေါက်ကတော့လို့အပြောမခံချင်ရင်တော့ တန်းလေးတန်းတန်းနဲ့ပေါ့ဗျာကိုရက်တီနိုင်တဲ့အတိုင်းတာတစ်ခုခုဒီကိုဒီအုပ်လိုက်ကြီးကြားတဲ့နဲ့ခွက်ထွက်လို့ရတဲ့အတိုင်းတာလေးတစ်ခုဒီတော့ကြိုးစားပြကြိုးစားပြဖို့တော့လိုတာပေါ့တောင်ဆုံမီချင်းငတ်ကလေးတွေဝေးမဝဲလိုက်အောင်ပေါ့တင်လို့ရတော့တော့တော့လို့ ဓိကတော့ဝါသနာပါလို့ဆိုပြီးတော့ကျွန်တော်ဒီလို shooting နေနောက်လိုက်တယ်လိုက်တော့မဖြစ်လာနေပြီးတော့ကျွန်တော် TikTok လေးပေါ်လာတော့ TikTok ဆော်တယ် TikTok ကနေဆော်ရင်းဆော်ရင်းနဲ့မှလူသိလာပြီးတော့နောက် social media ပေါ့เนาะကျွန်တော်တို့အထောက်ကူပြုလာတော့ဒီ Facebook တို့ YouTube တို့မှာကျွန်တော်တို့နေရာတွေရလာတယ်နေရာရလာတဲ့ခါကျဒီဘက်ကနေပြီးတော့ကျွန်တော်တို့ရုပ်ရှင်လောကကအသိပညာရှင်တွေအတတ်ပညာရှင်တွေထုတ်လုပ်သူတွေကကျွန်တော်တို့တွေကိုအဲမြင်လာကြတယ်ပေါ့เนาะမြင်လာတဲ့အထက်မှာမှကျွန်တော်တို့နေရာလေးတွေပေးတယ်အခွင့်အရေးလေးပေးလို့ အဲကျွန်တော်ဒီရုပ်ရှင်လောကတွေရောက်လာတာပေါ့ဟုတ်ပထမဆုံးစပြီးတော့ရိုက်ခဲ့တာကတော့မမရကျွန်တော်ပြင်ဦးလယ်မှာဇလန်းတွဲပဲဟာဥခင်လိုင်းရဲ့ပါတယ်အိုက်ကတော့ကျွန်တော်အိုက်ကတော့မထွက်သေးပါဘူးပထမဆုံးစရိုက်တာအိုက်တင်နှုံးသားဆိုတဲ့ဇလန်းတွဲပထမဆုံးစရိုက်တာအိုက်မှလည်းပဲကုလိုပဲလောက်ကွက်ကြီးကြီးနဲ့ပထမဆုံးစရိုက်တာဟိုမှာကျွန်တော်ပရိုဂျူဆာတို့ဒါရိုက်တာကယုံကြည်နေကျွန်တော်ကိုအိုက်ကလေးမှလည်းနေရာခေါ်ပေးတယ်မထွက်လာသေးဘူးပေါ့ဇလန်းတွဲလေးကအိုက်ကနေမှတဆင့်တဆင့်ရနေပြီးတော့ကျွန်တော်ဒီရုပ်ရှင်တွေရိုက်လာကြတယ်ရုပ်ရှင်တွေလိုက်လာတော့ရုပ်ရှင်တာ ရိုက်ရိုက်တာတော့ဒါကိုးကားပေါ့ကိုးကားမြောက်ထဲမှာမှဒါနှစ်ကားမြောက်ထွက်လာဟိုထွက်တာတော့ရှေ့မှာတကားဒီတကားဆိုနှစ်ကားပဲရှိပြထွက်လာလာဟုတ်ကျွန်တော်စပြီးထွက်လာတော့ကျွန်တော်လက်ဝိဟာတာလေးတွေရိုက်ပြီးကျွန်တော်ထွက်လာတာလေထွက်လာပြီးအဲ့ဒါနေပြီးတော့ကျွန်တော်အဲ့လက်ဝိဟာတာတွေမှာတားအားပေးတယ်နောက်ပိုင်းကျတော့ကျွန်တော်မျက်စိတွေပြေးမြင်လာဆိုတော့ဟိုအိမ်ောင်ဇက်တွေပေါ့အိမ်ောင်တွေဇက်တွေပေါ့မရကြောက်တဲ့ကလိုက်တာတွေဆိုတာနဲ့ကိုကျွန်တော်ပြေးမြင်ကြတယ်အဲ့လေတော်တော်များများပေါ့ကျွန်တော်သတိထားမိတဲ့တော့ပေါ့ကျွန်တော်ဒီ main ကလေးတွေနဲ့ အမျိုးသမီးနဲ့အမျိုးသမီးနဲ့ဆိုတာဒီဇောင်းဇောင်းဝင်ကန်ထဲမှာလင်မယားကန်တို့မယားကြောက်တာတို့ရပ်ပြီးဆုံးတော်တော်များများကျွန်တော်သဘောကျကြတာများရဲ့ပေါ့ဟုတ်အပြင်မှာတော့ကြောက်နေတာအပြင်မှာတော့သိမကြောက်ပါဘူးချစ်ပဲချစ်တာအပြင်မှာအဲ့ဒါဆိုရင်ဆက်ကနေရတိုင်းအပြင်မှာမဖြစ်သေးဘူးပေါ့မဖြစ်သေးဘူးအပြင်မှာတော့မင်းမလည်းမဖြစ်ပါဘူးအဲတူတီလေးကုန်းမုံတို့ဘေးဥခန့်လိုင်းတို့ကြတော့အရင်လဲလက်တွဲခေါ်တယ်အရင်လဲချစ်ကြပါလေကျွန်တော်ဆိုရင်လေ ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့လာယာလန်းလေးကိုသူတို့အတိထားကြတဲ့အခါကျတော့ဒီကလေးဘလောက်ခက်ခက်ကြဲစူးစမ်းခါလဲဆိုတော့တိတဲ့အခါကျတော့တွဲလဲခေါ်တယ်နေရာလဲပေးတယ်ပေါ့အမြဲတမ်းကျွန်တော်ဒီဒီလောကမှာရောအပြင်လောကမှာရောအမြဲတမ်းတင်တယ်ဒီလေးဆိုရင်လည်းပဲကျွန်တော်မင်္ဂလာဆောင်လုံးအောင်ဆိုရင်နေမှာကျွန်တော်တို့နေရောက်တဲ့အချိန်ထိမိုင်150လောက်မောင်းရတယ်လမ်းလဲစိုးပါတယ်ကျွန်တော်တို့မိုးညူပဲအဲ့ဒါကိုရောင်းအောင်လာပြီးတော့မင်္ဂလာပွဲလေးတွေလာပြီးချင်းမြင်းတဲ့တော့အရန်လဲကျေးဇူးတင်ပါတယ်ဒီလောကထဲမှာဆိုရင်ဒါကျွန်တော်ရဲ့မိဘတွေလိုပါပဲဟုတ် အဓိကမုံညို့ဆိုတာဘာကြောင့်ပေးပြတာလဲဆိုတော့ကျွန်တော်ကကျွန်တော်တို့ဇာတိကိုချစ်တယ်လေကျွန်တော်ဘကိုးတိုင်းအနောက်ချမ်းမှာထိန်သောမုံညို့လို့ပြောလိုက်တာ ਨੇ တော်တော်များများတချို့တွေတီးတဲ့လူတွေကအထိန်သောမုံညို့ဆိုတာတခိုးကြဘိုးတွေလူမိုက်လူရန်ကားတွေပေါ်တဲ့နေရာဆိုပြီးတော်တော်များများပြောကြဒါကျွန်တော်ကိုယ်တိုင်လည်းပဲအရင်တော့ရန်ကုန်ရောက်ကလာမှာကျွန်တော်အပြောခံရတာကျွန်တော်စိတ်ထဲမှာတမျိုးပဲနေလို့အဆင်မပြေဘူးပေါ့အဲ့ချိန်ကျမှကျွန်တော်ကငါသာပဲလို့တစ်ချိန်ချိန်ကြရင်ကဏ္ဍတစ်ခုခုမှာငါအောင်မြင်ခဲ့ရင်ငါမျိုးလေးမှာ လူမိုက်လူရန်ကားတွေလူစိုးလူမိုက်တွေရှိတယ်ဆိုတဲ့အရာဘယ်တော့မှအဲစကားပျောက်သွားအောင်ငါစ조사မယ်ဆိုပြီးတော့ကျွန်တော်ခံယူလဲပြလဲပြီးရောကျွန်တော်မျိုးလေးကိုတားချစ်တဲ့ခါကျကျွန်တော်နာမည်ကိုကျွန်တော်မိုးညိုဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်တာအဲပြောင်းလဲပြောင်းလဲပြလဲပြီးရောအဲ့ကနေစပြီးကျွန်တော်ဒီလောကထဲကိုဖြတ်တန်းတဲ့ခါမှလည်းပဲရှောက်လန်းကြည့်တဲ့ခါမှလည်းအားလုံးကကျွန်တော်ပြောလဲမိုးညိုဆိုတဲ့နာမည်ကအရန်ရိုးစင်းပါလေအတိတ်နှမိတ်မကောင်းပါဘူးအောင်မြင်ပါလဲမဟုတ်ပါဘူးလို့ကျွန်တော်အမျိုးမျိုးဖြတ်တဲ့ကြားထဲမှာမှာ ကျွန်တော်ဒီလောကတွေကိုမရရအောင်ကျွန်တော်ဒီနာမည်နဲ့ကျွန်တော်ချက်ဖို့ချက်ကျိုးစားခဲ့တာပါအခုချိန်ဒီတော့မရှိဘူးမရှိဘူးကျွန်တော်ကဒီလုံးနဲ့ပတ်သက်ပြီးကျွန်တော်ကိုကဲ့ရတဲ့လူတွေရှိဝေဖန်တဲ့လူတွေရှိလဲကျွန်တော်ဘယ်တော့မှရက်တဲ့လူတစ်ယောက်မဟုတ်ဘူး။ဘာလို့လဲကျွန်တော်ကမှဟိုလူဝယ်လို့ဖြစ်လာပြီးဆိုလူဘွားအရာတုံးလေးကိုဝါသနာပါတဲ့အရာတော့လုတ်ခွင့်ရသင့်တယ်လို့တော့ကျွန်တော်ထင်တယ်။အဲ့ဒီတော့လဲစ조사သင့်တယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒီတော့ကိုကျွန်တော်လူဘွားအရာတုံးကျွန်တော်ဝါသနာပါတဲ့အရာကိုကျွန်တော်အောင်မြင်ဖြစ်အောင်ကျွန်တော်조사တယ်ပေါ့။အဲကြောင့်မလို့ဒီနေ့ဒီရက်မှာကျွန်တော်ဒီနေရာလေးတွေကျွန်တော်ရောက်လာတယ်။ ဆိုတဲ့အခါကျတော့အရန်လဲကျေးဇူးတင်ပါတယ်အရန်ကျေးဇူးတင်နေဆိုတာအဓိကကလူတယောက်ကလေဘယ်လောက်ကြီးပဲတောတက်နေပါသေးသူ့နေရာပေးတဲ့လူအခွင့်ရေးပေးတဲ့လူလည်းရှိအောင်မှအဲ့တော့ကျွန်တော်နံပါတ်1ကျွန်တော်ကျေးဇူးတင်တင်နေတာတော့ကျွန်တော်အခုရုပ်ရှင်တွေခေါ်ရိုက်ပေးတယ်ထုတ်လို့ရေးတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ online ကတက်လာတဲ့လူတွေဆိုတော်တော်များများဆိုခိုးတော့ပေါက်ကတက်လာတာပါကွာလို့လူများဆိုတာကတ်ရည်နေတဲ့ကြားမှာကျွန်တော်တို့တွေဟိုမှာဒီကလေးဖြစ်နိုင်တယ်ဆိုပြီးတော့ရွေးချယ်စီစစ်ပြီးတော့ နေရာလေးတွေပြီးတဲ့ထုတ်လုပ်သူတွေကိုလည်းအရင်ကျေးဇူးတင်တယ်နောက်ဒါရိုက်တာတွေလက်တွဲခေါ်ပေးတဲ့အမှုပညာရှင်တွေအားလုံးကျေးဇူးတင်ပါတယ်ဗျဟုတ်အဓိကကတော့လေဟိုလူတယောက်မှာခဏလေးနဲ့နာမည်ကြီးလာတယ်ဆိုရင်တော့သူတို့ပြောကြမှာပဲလေမနာလို့တဲ့လူရောနာလို့တဲ့လူရောခွတ်တော့ပေါက်ကပဲပြောပြောဗာပဲပြောပြောအဓိကကအဲ့ဒီအုတ်ခဲတွေကြောက်ခဲတွေပေါ့ဗျာကျွန်တော်တို့ပြောမယ်ဆိုတော့ကျွန်တော်တို့အများကြီးတက်လာကြလာပါပဲ TikTok တွေမှာလည်းပဲဆယ်လီဆယ်လီဆိုပြီးလက်ညှိုးထိုးပြလို့မလွဲအောင်အများကြီးရှိတယ် ဖဲဖို့မှလည်းအများကြီးပဲအဲ့ဒီအထဲမှာမှကိုကဘယ်လောက်ဒီသွားမလဲဒီကနေဘယ်လောက်ဒီခွဲထွက်မလဲဆိုတာကျွန်တော်တို့ကအနည်းသက်သုံးမှာကျွန်တော်နာမည်ရွတ်မပြလို့ပါကျွန်တော်တို့အများကြီးပဲ TikTok ဆယ်လီတွေ Facebook ဆယ်လီတွေအများကြီးပဲအဲ့ဒီအများကြီးရှိတဲ့အထဲမှာမှကျွန်တော်တို့လိုနည်းနည်းတန်းရှိတဲ့လူလက်ညှိုးထိုးလက်ချိုးရည်လို့ရပါတယ်ဒါကျွန်တော်အပွင့်လုံးကိုဝန်ခံပြီးပြောပြလာဘာလို့အများကြီးပဲကျွန်တော်ခုကျွန်တော်တို့ပြောမယ်ဆိုရင်တက်တော့အစားပြီးကျွန်တော်တို့ကြည့်နေတဲ့လူတွေအကုန်လုံးကစားပြီးအဆက်လီတွေပဲ ကျွန်တော်တက်တော့ကောက်ဖွင့်လိုက်ပြီဆိုရင်အဲ့ဒီတဲမှာမှဆလော့ပြောနေကလူအများလက်ခံပြီးတော့တန်းတန်းနဲ့ယက်တီနိုင်တဲ့လူကလက်ချိုးပြီးရေလို့ရပါတယ်အဲ့ကြောင့်မလို့ကိုယ့်ကိုယ်လည်းပဲဟိုသူတို့ပြောတဲ့ဒီခိုးတို့ဘောက်ကတို့နွားတို့ဘောက်ကတို့လို့အပြောမခံကျင်တော့ဟိုတန်းလေးတန်းနဲ့ပေါ့ဗျာကိုယ်ယက်တီနိုင်တဲ့အတိုင်းတာတစ်ခုခုဒီကိုဒီအုပ်လိုက်ကြီးကြတဲ့နဲ့ခွတ်ထွက်လို့ရတဲ့အတိုင်းတာလေးတစ်ခုတီးတော့စူးစမ်းစူးစမ်းပြဖို့တော့လိုတာပေါ့ဟုတ်အဓိကက ကျွန်တော်အရင်တည်းကကျွန်တော်မအရင်တခုရှိတယ်လေကျွန်တော်စတင်ပြီးတော့ဖြစ်ပေါ်လာဆိုတဲ့ဟိုကကျွန်တော်တန်နာမည်ကြီးတဲ့သူတွေရောဟိုဟာတွေရောကျွန်တော်ဟိုရိုက်မယ်ဘလိုတွေတွဲမယ်ဘလိုတွေလုံးမယ်ဆိုပြီးကျွန်တော်ပြောတယ်ကျွန်တော်ဘလူးနဲ့မပေါင်းအစဆိုတဲ့ဟိုကဘာလို့ကျွန်တော်တွဲကြည့်လိုက်တဲ့ခါကျတော့သူပေါင်းလိုက်တဲ့အခါကျကမှဟိုကိုတယောက်တည်းလုံလို့ကောင်းချင်းဆိုချင်းကိုကိုတယောက်တည်းပဲခံမယ်သမ ्यान နဲ့ပေါင်းလိုက်ကမှကောင်းချင်းဖြစ်လာရင်ကိစ္စမရှိဘူးဆိုချင်းဖြစ်လာခဲ့ရင်သူ့ကြောင့်ဆိုချင်းဖြစ်လာခဲ့ရင်တော့ i side effect ကကိုလာထိမှာဆိုလို့ အဲကိုကိုတယောက်တည်းပဲကိုလုံးမယ်မကောင်းမကောင်းရင်ကိုကိုတိုင်းခံမယ်ကောင်းရင်ကိုကိုတိုင်းဆမ်းမယ်ဆိုပြီးကျွန်တော်တယောက်တည်းကျွန်တော်နေတယ်တယောက်တည်းကျွန်တော်ရက်တည်တယ်တယောက်တည်းကျွန်တော်ခုချိန်ထိပေါ့အဲ့လိုမျိုးလေးကျွန်တော်နေရတာဟုတ်